ကဲလိမ္မာဦးတို့ကိုအာဒီတစ်ခါကျတော့ verb 1ကိုဘယ်လိုသုံးလဲ verb 2ကိုဘယ်လိုသုံးလဲငငယ်တော့ကြက်ခဲ့လေ verb 1 verb 2 verb 3 verb ing တွေကိုဘယ်လိုသုံးပြုလဲဆိုတာကိုရှင်းပြမယ် verb 1 verb 2လေးကိုအရင်နားလဲအောင်တော့ပြီးရင် verb 3 verb 4တွေ verb ing တွေကိုသင်နေမှာနောက်ပြီးတော့အဲ့မှာတချို့တွေဟိုဆရာကြီးလာမလုပ်ကြနဲ့အာချေတော့ကျတော့ခုမြန်မာနိုင်ငံသူနိုင်ငံသားချင်းချင်းခုမြန်မာတွေအင်္ဂလိပ်စာအား နေပြီးတော့မကြောက်လို့တာချီကတော့ဒီကနေ sharing လုပ်နေအောင်เนาะဆရာကြီးလာပြီးတော့ but 1မရှိဘူးလို့ but 2မရှိဘူးလာမပြောနဲ့အဲ့ဒီဘဝကနေပဲတက်လာတာမှန်လားအရင်ဆရာကြီးလာမဆရာလုံးချင်းပေါ့ကိုသွားတဲ့ဒီချက်သင်မင်းနေတာတာချီမြန်မာနိုင်ငံနိုင်ငံသားတွေအင်္ဂလိပ်စာမကြောက်ဖို့အင်္ဂလိပ်စာကိုကိုလိုအပ်တယ်လို့သုံးဆွဲပြီးတော့ကိုလိုချင်တဲ့ဘဝကိုရအောင်ယူဖို့သင်မင်းနေအဲ့တော့ဆရာကြီးရေကိုဝင်မလာနဲ့ကိုကကို AI အကြောင်းကို page နဲ့ကိုနေကြဒီချက်ကတော့အင်္ဂလိပ်စာအခြေခံအားနည်းတွေအတွက်သင်မင်းတာဖြစ်တဲ့အတွက် ဗဝန်းဒီဘလို့လူတွေတုံးတာလဲဆိုတော့ဗဝန်းကကိုလုံးနေကြနေ့စဉ်လုံးနေကြအထီပတိစေးတွေကိုမြဲနေလုံးနေကြအကျင့်ထုံးစံလေးတွေကိုဗဝန်းနဲ့ပြောရတယ်။ဘုမောပါလို့အားလုံးကဒီချက်ရဲ့ဒီစာတင်တဲ့ဟာလေးတို့တချီတင်တဲ့တိ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 လေးတွေလိုက်ကြည့်တယ်ဆိုတော့ဒါသိကြရတာအင်္ဂလိပ်စာလေးလာတဲ့အကျင့်ရှိတယ်။ဒါဆိုရင် I study in English ကျွန်တော်လေးလာ ်ဗျ။သူကိုစိတ်နဲ့ကိုထထဲဝင်လေ့လာတယ်။အဲ့ဒါဆိုရင် I study in English ။ဒါပေမဲ့ဒီချေ English ကပြောတဲ့အချက်ကတော့သိမရှိဘူး။ဒါဆိုရင် I don't speak English ။ဒါကိုရဲ့အချက်လေးတွေကိုပြောနေတာ။ဟာဒီချေကျမလေးအာမနက်စာစားတဲ့အချင်းရှိတယ်။ညစာစားတဲ့အချင်းမရှိဘူး။ဒါဆိုရင် I have breakfast ။ညစာစားတဲ့အချင်းမရှိဘူး။ I don't have dinner ဒါဆိုရင်လုံးနေကြအလုပ်ကလေးတွေကိုတာချီတို့က verb 1လေးတွေနဲ့ပြောတယ်ဒါဆိုရင် verb 2ကိုဘယ်ချိန်မှသုံးရမှာလဲ verb 2ကိုချင်တို့အတိတ်ကာလတွေဟာဘာညာရှောက်စဉ်းစားနေနေ verb 2ဆိုတာအရင်တော့ဖြစ်ခဲ့တာ verb 2ကိုဘယ်ချိန်မှသုံးမလဲဆိုရင်ခေါင်းထဲမှာမှတ်ထားလိုက်ငါလုံးနေကြမဟုတ်ပဲနဲ့ငါထူးထူးဆန်းဆန်းဘာတွေလုပ်ခဲ့လဲဟာငါလုံးနေကြမဟုတ်ပဲနဲ့ငါမနေ့ကငါတင်ငယ်ချင်းနဲ့ငါတွေ့ခဲ့တယ် I met with my friend ပြီးတော့ငါမနည်းရလေအဲ့တော့တွေးရကြလဲမဟုတ်ဘူးမနည်းရငါလူလမ်းမှာလေမူတကောင်တွေးခဲ့ I saw a snake yesterday okay လုံးနေကြမဟုတ်တဲ့ဟာတွေမြင်နေကြမဟုတ်တဲ့ဟာတွေပြောနေကြမဟုတ်တဲ့ဟာတွေထူးထူးဆန်းဆန်းလောက်ခဲ့တယ်ဆိုရင် verb 2လေးကိုသုံးရမှာဖြစ်ပါတယ်ဒါချီဆိုရင်တော့ I want ငါသွားခဲ့တယ် I want to my mom ်ဟာငါမေရှိကိုငါသွားခဲ့တယ်ဆိုပြီးပါလေးတော့ verb 2ကို လုံနေကြမဟုတ်ထူးထူးဆန်းဆန်းလောက်ခဲ့တဲ့အရာတွေမှာပိုင်ပိုင်နယ်လေးသုံးတတ်ပါစေ I love you